မင်းသမီးကြီးခင်မမှု၏နာမည်အရှိမဘသူမှမရှိစေခြင်းလို့အဆိုတော်အဆိုင်စီကိုရွေးခဲ့ရလို့ပြောလာတဲ့ညိုမင်းလွင်ပရိသတ်များအားလုံးမင်္ဂလာပါရှင့်ပရိသတ်ကြီးဒါရိုက်တာညိုမင်းလင်ကြောင့်ခင်မမှု၏ကတော့ဗန်းနူသွေးဖြစ်သွားပေမဲ့လည်းသူနဲ့တွဲရိုက်မဲ့မင်းသမီးကရှားသွားခဲ့ပါတယ်ဒါပေမဲ့ညိုမင်းလင်ကတော့အမှုပညာမင်းသမီးတွေကိုတရားမှမရိုက်ပဲအဆိုတော်အဆိုင်စီကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်အဆိုတော်အဆိုင်စီက က်ချင်းက VCD ဇာကားတွေကိုရိုက်ကူးခဲ့ဘူးသူဖြစ်တာကြောင့်နာမည်အရှိနောက်ထည့်လဲအစဉ်ပြေလို့ပြောဆိုခဲ့ရပါဒါရိုက်တာညိုမင်းလည်းသူရိုက်ကူးမဲ့ငါတို့ကခင်မမွေဇာကားမှာအဓိကပါဝင်မယ်တရုတ်ဆောင်ခင်မမွေအေကိုစဉ်းစားရတယ်လို့ဆိုပါတယ်။ခင်မမွေရဲ့နာမည်အနောက်မှာနေမဲ့မင်းသမီးကိုရှာရခတ်တာကြောင့်အစိုးရအန်ဆိုင်စီကိုရွေးခဲ့တာဖြစ်ပါတယ်။ခင်မမွေရဲ့နာမည်အနောက်မှာသူ့ကိုချစ်တဲ့အတွက်အစိုးမြတ်သူစားတော့တခြားသောဝိုင်းရင်တရုတ်ဆောင်တွေကရိုက်ကူးပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်းအဲ့ဒီလိုနာမည်ကြီးတွေနဲ့ကြတော့ခင်မမို့အေးကိုအဓိကထားရိုက်တယ်လို့မသိတော့ဘူးလို့ဆိုပါတယ်။အဓိကခေါင်းဆောင်မင်းသမီးကတယုံဆောင်ခင်မမို့အေးဖြစ်နေမှရမှာလို့ရှင်းပြလာခဲ့ပါတယ်။အစိုးရအဆိုင်စီနဲ့လည်းအရင်ကပွဲတစ်ပွဲမှာဆုံခဲ့ဘူးပြီးတော့စကားပြောခဲ့ရရှိပါတယ်။ဇက်ရုပ်လောက်ွက်ရမယ်ဆိုရင်သူ့ကိုပြောလို့ဆိုထားတော့ဒီလိုမျိုးဆက်သွယ်ပေးခဲ့ရပါောင်းဒီစကားရဲ့ဒုတိယနေရာမှာလည်းအဆိုင်စီရဲ့လောက်ွက်ရှိတဲ့ဇက်ကားဖြစ်တာကြောင့်ခင်မမို့အေးနဲ့အပြိုင်ဖိုက်ရမယ်ခရစ်တာလို့ပြောပြခဲ့ပါတယ်။ မတူညီတဲ့ character တွေကိုစဉ်းစားထားတတ်ပြီးတော့မတူညီတဲ့ character တွေကိုမှသဘောကျတဲ့ director ညိုမင်းလင်ကသူ့ရဲ့အနုပညာဖန်တီးမှုတွေကိုအလကားသက်သက်ပြီးရောမလုပ်တတ်တာပြိသက်ကြီးအသည့်ပါပဲနော်အစိုးရအန်ဆိုင်စီနဲ့လည်းဇကားရိုက်ကူးတာတွေမရှိခဲ့ပေမဲ့လည်းအပြင်မှာစုံခဲ့ပူပြီးတော့ခင်ခဲ့တာကြပါပြီ။ character မိနေရာကြောင့်ပြိသက်တွေတည်ပါလိမ့်မယ်။ဇကားချင်းရင်းနဲ့ဒီ character နေရာမှာအစိုးရအန်ဆိုင်စီကဒါလိုက်ဖတ်တယ်လို့ဆိုထားပါတယ်။ အစိုးရတွေကဇကားကြရင်အိုက်တန်နဲ့မဆိုင်ပေမဲ့လည်းတရုတ်ဆောင်ပိုင်းမှာတော်နေရကိုတွေ့ရတတ်ပါတယ်။အရင်ကတည်းကအစိုးရတွေအများကြီးကိုလေ့လာခဲ့တယ်။အနုပညာဘက်တရုတ်ဆောင်ဘက်ကူးလာခဲ့ရင်သူတို့ကိုပြည်သက်တွေကပိုအားပေးတာကိုတွေ့ရတယ်လို့ပြောပြခဲ့ပါတယ်။အစိုးရချစ်ကောင်းတို့ရုံမြတ်သူတို့နဲ့ပါရိုက်ကူးခဲ့ပြီးတော့အစိုးရတွေအလုံးကတော်ကြတယ်လို့ဆိုပါတယ်။တချင်းတွေဆိုရင်လည်းသူတို့ကတရုတ်ဆောင်မှာတွဲလို့ရတယ်လို့မျိုးဆိုတော့ပြည်သက်နဲ့လည်းပူပြီးရှင်နေတယ်။ပြည်သက်လက်ခံပြီးသားဖြစ်တာကြောင့်တင်ယူစရာတိတ်မရှိတာပါလို့ပြောပြခဲ့ပါတယ်။ အစောရောအစမ်းစီကငကိုကလေးကတယုံဆောင်လှုပ်ခဲ့ဘူးသူဖြစ်တာကြောင့်ဒီမပါလာရင်မင်းသမီးခင်မမှုအေကပို့ပြီးတော့လှုပ်ခွင့်ရမယ်ပေါ်လွင်သွားမှာပါအစောရောရဲ့အာသာချက်ကဒိုင်ယာလော့ကိုအလွတ်ရတာမြန်တော့အနုပညာရှင်တွေထပ်ပုံမိုက်တဲ့သင်ယူရလွယ်တယ်လို့ပြောပြခဲ့ရဖြစ်ပါတယ်ဒရိုက်တာညိုမင်းလင်ဟာဒီဇက်ကအတွက်တခြားသောအနုပညာရှင်တွေကိုလည်းရွေးထားတယ်တချို့ရွေးဖို့လည်းကြံနေသေးတယ်ခြားပြထားတဲ့သူတွေကိုလည်းမကြခင်ပြည်သက်တွေသိရမှာပါ ဒါကြောင့်ဒီဇက်ကားကြီးဖြစ်မြောက်ရေးအတွက်သူရဲ့အာထုံမှုမဟုတ်ပဲအနုပညာရှင်တွေရဲ့အာထုံမှုနဲ့အောင်မြင်မဲ့ဇက်ကားကြီးဖြစ်မှာလို့ဆိုပါတယ်။မင်းသမီးကြီးခင်မမွေရဲ့အတွက်လည်းနောက်ထပ်အကယ်ဒမီမှန်းလို့ရမယ့်ဇက်ကားတကားဆိုရင်လည်းမှတ်မှားဘူးလို့ယုံကြည်ထားတယ်လို့ပြောပြခဲ့ရပါဒီတော့ပရိသတ်ကြီးညိုမင်းလင်ကြောင့်တစ်ဖက်ပြန်လည်လုံခွတ်ရမယ့်ဇက်ကားတွေကိုရိုက်ကူးရတော့မယ်။အစိုးရအန်ဆိုင်စီနဲ့မင်းသမီးကြီးခင်မမွေတို့ပေါ်မှာမှတ်ချက်လေးတွေပြောပြခဲ့ကြပါဦးနော်။ကျေးဇူးပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။